မြန်မာရိုးရအတတကြံကိုနိုင်ငံတကာကသိအောင်ထိုင်းတကြံမှာမြန်မာအလံကင်ပြလိုက်တဲ့ကရင်မာလေး DJ Smile အလုံးမဲမိကလာဘောင်းဗမစ်နောင်ကနေကြွဆူလိုက်ပါတယ်မြန်မာနိုင်ငံကအတတကြံပွဲတော်ဟာပကံခေခဲကစတင်ကျင်းပလာခဲ့တာဖြစ်ပြီးခင်းဆက်ဆက်ဆင်နွှဲလာခဲ့တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ထိုင်းနိုင်ငံကဆောင်ကရန်ပွဲတော်က UNESCO စာရင်းကို2023ခုနှစ်ခရဲကဝင်သွားခဲ့ပြီးတော့မြမအတာတကြံကတော့2025ခုနှစ်မှသာ UNESCO စာရင်းကိုဝင်သွားခဲ့တာပါ တကပါလုံးကထိုင်းတကြံကိုတောင်းရောက်လဲပတ်နေတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့တကြံကမစီကားတော့တာ2020ခုနှစ်ခရဲကဖြစ်ပါတယ် ဒီနှစ်မှာတော့မြန်မာနိုင်ငံမှာငလျင်ဘေးကြီးဝင်ရောက်ခဲ့လို့တကြံပွဲတော်ကရင်ငါထပ်ပို့ပြီးတိတ်ဆိတ်သွားခဲ့ရတာပေါ့။ထိုင်းနိုင်ငံကတကြံကိုနိုင်ငံတကာကလူသိများနေတဲ့အချိန်မှာမြန်မာတကြံကိုတစ်ကမ္ဘာလုံးကသိအောင်ဖော်ပြလိုက်သူကတော့ကရင်မာလေး DJ Smile ဖြစ်ပါတယ်။ DJ Smile ဟာမြန်မာနိုင်ငံထက်နိုင်ငံတကာမှာပို့ပြီးကြော်ကြားနေတဲ့ DJ Producer တယောက်ဖြစ်ပါတယ်။ဘန်ကောက်က SIM Songkran Music Festival မှာ DJ Smile ဟာမြန်မာတကြံတချင်းတစ်ပုဒ်ဖြစ်တဲ့အမတ်တရားတကြံတချင်းကိုဖွင့်ပြလိုက်ပြီးမြန်မာအလံကိုလည်းခြံပြခဲ့တာပေါ့။ စင်အောင်မှာမြမတွေရှိနေပေမဲ့စမိုင်းကတော့မြမတယောက်ဆိုတာမသိကြပါဘူးဒီသချင်းဖွင့်ပြီးအလံကိုကင်ပြလိုက်တဲ့အချိန်မှသာ DJ စမိုင်းဟာမြမနိုင်ငံကမဲသိရှိသွားခဲ့ကြပြီးတော့စင်အောင်မှာရှိနေတဲ့မြမလူမျိုးတွေကလည်းပျော်သွားကြပါတော့တယ်အမတ်တရားသချင်းသချင်းကိုကြားတိုင်းမြမတွေကသချင်းကိုလွမ်းသွားတတ်ကြပြီးအဲ့ဒီထဲမှာစမိုင်းလည်းပါဝင်ပါတယ် စမိုင်းဟာအမှတ်တရတကြံတချင်းကို DJ နဲ့ဖန်တီးဖို့အတွက်မြို့ချုပ်မြိုင်ထံကနေခွင့်တောင်းထားပြီးသားဖြစ်ပါတယ်။ဒီတချင်းကိုမြမတကြံမှာဖွင့်ပြဖို့ရည်ရွယ်ထားပေမဲ့လည်းထိုင်းနိုင်ငံရဲ့စွန်ကရံပွဲတော်မှာပဲဖွင့်ပြလိုက်ပါတော့တယ်။ထိုင်းနိုင်ငံကတကြံဟာပို့ပြီးတော့စောတဲ့အကြောင်းအငင်းခုံဖြစ်နေတဲ့အချိန်မှာ DJ စမိုင်းကတော့မြမတကြံတချင်းကိုဖွင့်ပြပြီးမြမအလံကိုကင်ပြတဲ့အနည်းနဲ့တကပါလုံးကသိအောင်ဖော်ပြလိုက်တဲ့သူပေါ့။ DJ စမိုင်းဟာမြမနိုင်ငံမှာထပ်နိုင်ငံသားမှာပို့ပြီးတော့အောင်မြင်နေသူဖြစ်ကနိုင်ငံတကာမှာပွဲပေါင်းတထောင်ကျော်ဖျော်ဖြေပြီးပါပြီ။ မြန်မာနိုင်ငံသူ DJ တယောက်ကနိုင်ငံတကာကပွဲတွေမှာအနှိပညာချင်းမြင့်မြင့်နဲ့ဖျော်ဖြေနေတာကိုတော့လူသိနေကြပါတယ် DJ Smile က EDM လောကရဲကို2018ခုနှစ်ကတည်းကဝင်ရောက်လာခဲ့ပြီးနိုင်ငံတကာမှာဖျော်ဖြေခွင့်ရဖို့အတွက်အရန်စ조사ခဲ့ရတာပါအခုဆိုရင်တော့ DJ Smile ကကမ္ဘောဒီးယားဖိလစ်ပိုင်ဗီယက်နမ်ထိုင်ဝမ်ထိုင်းနိုင်ငံတွေမှာဖျော်ဖြေနေပါတယ်နိုင်ငံတကာပွဲဆိုရင်အနည်းပညာချေကတညကိုဒေါ်လာ1500ကနေ9000ထိဝင်ငွေရတာပါမြန်မာနိုင်ငံမှာရတဲ့အနည်းပညာကြီးထက်အစာပေါင်းများစွာပိုရပြီးနိုင်ငံတကာမှာအောင်မြင်နေတဲ့ DJ Smile ကမြန်မာနိုင်ငံသူဖြစ်ရတာကိုဘယ်နေရာရရောက်မမေ့ပါဘူး ထိုင်းနိုင်ငံရဲ့ဆောင်ကရမှာဖျော်ဖြေနေရပေမဲ့လည်းမြန်မာတကြံကိုပဲလွမ်းနေကမြန်မာတကြံကိုနိုင်ငံတကာကသိအောင်ဖော်ပြခြင်းလို့မြန်မာနိုင်ငံအလံကိုကင်ပြလိုက်ပါတယ်အဲ့ဒီဗီဒီယိုကတစ်တော့မှချီရှုသူလေးတန်းကျော်သွားပြီဖြစ်က DJ Smile ကိုအခုမှမြန်မာနိုင်ငံသူမှန်တည်သွားကြတော့တာပါ မြန်မာ DJ တွေကနိုင်ငံတကာထိအောင်မြင်ဖို့ကြိုးစားနေချိန်မှာ DJ Smile ကတော့နိုင်ငံတကာအဆင့်ထိတက်ရောက်နိုင်ပြီဖြစ်ပါတယ်။ကမ္ဘာပတ်နေတဲ့ DJ မင်းကလေးဖြစ်ပေမဲ့လည်း Smile ကမြမရောရာကိုမမေ့သလုံးဘာသာရေးလဲကန်ဆိုင်တဲ့သူပေါင်း DJ Smile ဟာမြမတကြံကိုထိုင်းတကြံမှာတစ်ကမ္ဘာလုံးသိအောင်ပြသနိုင်ခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်နေကြပါတယ်။မြမအတာတကြံကိုတစ်ကမ္ဘာလုံးကသိအောင်တက်နိုင်တဲ့အနည်းနဲ့ဖော်ပြပေးခဲ့တဲ့ DJ Smile ရဲ့ပုံပရိသတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။